မဲမင်္ဂလာပါရှင် mseri.news channel ကနေကြိုဆိုလိုက်ပါတယ်အခုတစ်ကောင်မှာတော့ဘာဆိုင်လိုပြိသက်တွေကျစ်စနုံးနဲ့ခေါ်နေတဲ့အဆိုတော်တရုတ်ဆောင် အကယ်ဒမီဆိုင်းဆိုင်ခန့်လိုင်ကတော့သူတကားမှတရုတ်မဆောင်ဘူးတဲ့ကာရိုက်တာနဲ့ရိုက်ထားတဲ့ဇာကာရောင်တင်တော့မယ်ဆိုပြီးပြိသက်ကိုအတိပေးလိုက်ပါပြီတရုတ်မဆောင်တတ်သူလိုပြိသက်တွေကဝေဖန်နေတဲ့ဆိုင်းဆိုင်ခန့်လိုင်ကဘရောက်ကားရဲ့ဂီတာရုပ်ရှင်ဇာကာနဲ့2020ပြည့်နှစ်အတွက်ရုပ်ရှင်ဒူးဂျွန်ဆုအကယ်ဒမီရရှိထားသူပါ အခုရပိုင်းအတွင်းမှာပဲထုတ်လွှင့်ပြသဖို့ရှိနေတဲ့စိတ်ကကြိုရုပ်ရှင်ဇာတ်ကားမှာတော့ဆန်းစိန်ခန့်လိုင်ကသူတကားမမြိုက်ဖူးတဲ့ character ကိုရိုက်ခဲ့တာဆိုပြီးတော့လဲပရိသတ်တွေကိုပြောထားပါသေးတယ်။အသစ်တဖန်မွေးဖွားပြီးတော့အခုစိတ်ကကြိုရုပ်ရှင်ဇာတ်ကားထဲမှာဇက်ကောင်စရိုက်ပြီးပြန်အောင်တရုပ်ဆောင်ထားတယ်ဆိုပြီးတော့လဲဆန်းစိန်ခန့်လိုင်က ပြောထားပါသေးတယ်။အခုသူ့ရဲ့ Franco Production ကနေထုတ်လုပ်လိုက်တဲ့အဲဒီစိတ်ကကြိုရုပ်ရှင်ဇာတ်ကားကတော့လူတယောက်ရဲ့စိတ်ကိုကကြိုးတစ်ခုလုံးတီးဖွင့်ထားတဲ့ရုပ်ရှင်မျိုးစားပါဆိုပြီးတော့လဲပြောထားပါသေးတယ်။ဆန်းစိန်ခန့်လိုင်က အခုစိတ်ကကြိုရုပ်ရှင်ဇက်ကရိုက်ကူးနေစင်မှာပဲစိတ်ပညာရပ်ပိုင်းဆိုင်ရာဆရာနဲ့တိုင်ပင်ပြီးတော့အဲဒီစိတ်ကကြိုရုပ်ရှင်ရိုက်ဖို့အတွက်ဇလန်းကိုစပြီးတော့ဖတ်ကလေးကအရန်ကြိုက်ခဲ့တယ်။အဲဒီဆက်မှာဇက်ကောင်ကရှင်ရင်လေးယူနေတဲ့သူအဲ့ဒါကြောင့်လဲဇလန်းကိုစရိုက်ခဲကအခန်းတခန်းချင်းကိုလည်းတည်တည်ချာချာရိုက်ကူးပုံဖော်ခဲ့ပါတယ်။မရိုက်ဖူးတဲ့ဇက်မှုလဲတည်ချာပုံဖော်ထားတဲ့ပရိသတ်တွေကြည့်ပြီးရင်လဲဘလို့ခံစားမှုတွေရရှိမလဲသိချင်နေမိပါတယ်ဆိုပြီးတော့လဲအစောတော်တရုတ်ဆောင်အကယ်ဒမီဆိုင်ဆိုင်ခန့်လိုက်ကဖွင့်ဟထားပါသေးတယ်။ စိတ်ကကြိုရုပ်ရှင်ရဲ့ထူပွဲကိုတွားရောက်ကြည့်ခဲ့တဲ့ရုပ်ရှင်ဒါရိုက်တာချို့ကလည်းအဲ့ဒီဇာကားထဲမှာတရုတ်ဆောင်တဲ့ဆန်းဆန်းခန့်လိုင်ကမှတကယ်အကယ်ဒမီဆန်းဆန်းခန့်လိုင်ပါဆိုပြီးတော့ဝိုင်းမီအမွန်းတင်နေကြပါသေးတယ်။အဲ့ဒီရုပ်ရှင်ထူပွဲကိုသွားကြည့်ခဲ့တဲ့နမကြီးအကယ်ဒမီဒါရိုက်တာအောင်ကိုလက်ကလည်းဆန်းဆန်းခန့်လိုင်ကအရင်တုန်းကတည်းကအခုတရုတ်ဆောင်မှုတွေမှာဇာရဲ့ကာရိုက်တာကိုနိုင်နိုင်နင်းနင်းတရုတ်ဆောင်လာနိုင်တာကိုတွေ့ရတယ်။ ဆိုင်ဆိုင်ကတရုတ်ဆောင်အနေနဲ့ပို့ပြီးအောင်မြင်လာမယ်လို့မျှော်လင့်ပါတယ်။စိတ်ကကြိုးစက်ကမကြည့်ရခင်ပိုစတာမှာသူ့ရဲ့မျက်နှာ expansion တွေကိုကြည့်ပြီးသဘောကျခင်ရတယ်ဆိုပြီးတော့လည်းပြောဆိုထားပါသေးတယ်။ဆိုင်ဆိုင်ကိုရုပ်ရှင်မင်းသားတယောက်လိုကြည့်ဖို့မျှော်လင့်တဲ့ပရိသတ်တွေသူ့ကားကိုမကြည့်ဘူးတဲ့ပရိသတ်တွေလာကြည့်စေခြင်းနဲ့သူ့စူးစမ်းမှုကဆိုင်ဆိုင်ဖြစ်ပြောက်ကွယ်သွားတဲ့အထိကောင်းတယ်။ ဘရပစ်ဆက်ကောင်ယုံတင်လို့ကြည့်ဖို့ယုံနေရောက်သွားရင်ဘရပစ်ကိုမေ့ပြီးသူ့ဆက်ကောင်နေရာစီမျောခင်ရတယ်လို့ဆိုင်းဆိုင်ခုံလည်းမေ့သွားပြီးစိတ်ကကြိုရဲ့ရမခအဖြစ်စီမျောသွားခင်ရတယ်ဆိုပြီးတော့လဲဒရိုက်တာအောက်ကိုလက်ကတော့ဆိုင်းဆိုင်ခန့်လိုင်းကိုချီချူပြောဆိုထားပါသေးတယ်တရုတ်ဆောင်ဆိုင်းဆိုင်ခန့်လိုင်းကအခုယုံတင်တော့မဲ့စိတ်ကကြိုရုပ်ရှင်ဖြစ်လာဖို့အတွက်စိတ်ထဲတစ်ချိန်လုံးဆွဲနေပြီးကိုဝင်ဆောင်တယောက်ကကိုရင်သေးကိုတံပိုးထားပြီးပြုစုရရဆောင်ရှောက်နေတယ်လို့တခုတ်တရပြုစုခဲ့ရလို့လဲဆိုထားပါတယ်အဲ့ဒီဇာကမှာပါတဲ့ဇဝင်ကန်နေအကုန်လုံးကလည်း အမှတ်တရတွေကြီးပဲလို့လဲဆိုတယ်စိတ်ကကြုံရုပ်ရှင်ဇာတ်ကားအတွက်ကျိုးစွန်အားထုတ်မှုကိုတော့တပြားမှမလျှော့ခဲ့ဘူးလို့လဲဆန်းဆန်းခန့်လိုက်ကပြောထားပါသေးတယ်ဇာတ်ကားကောင်းတယ်မကောင်းဘူးဆိုတာကတော့ပရိသတ်တွေကိုရင်ကြည့်ပြီးရင်တော့ဝေဖန်အကြံပြုပေးပါအောင်ဆိုပြီးတော့လဲအစောတော်တရုတ်ဆောင်ဆန်းဆန်းခန့်လိုက်ကတောင်းဆိုထားပါသေးတယ်ရှင်နောက်ဆက်အပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ပရိသတ်များအားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်